မင်းသားခွန်ကြီးကမြန်မာပြည်ဂျမနီလန်ဂွေအကယ်ဒမီကစံစဲတင်လို့ဖြစ်ပါတယ်။ဒီနေ့ကတော့ဒါယဆန်ကျူဟာချီကမှာရှိတဲ့ grammar ပတ်တန်လေးတွေကိုရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်။အခန်း38မှာဆိုရင်တို့တွေ့ရမယ့်ပတ်တန်ပုံစံဒီအဲ no ကိုမှအခြေခံပြီးတော့ထွက်လာတဲ့ no က no က no o ကိုတွေ့ရမှာပဲဖြစ်ပါတယ်။ဆိုတော့ဒီပတ်တန်သုံးခုလုံးရဲ့အရှိကလိုက်မဲ့ပုံစံဒီတို့ verb ဆိုရင် verb ကို plain form ပြောင်းပြီးတော့သုံးပြရမယ်။ ဤရချစ်တဲ့တွေနာချစ်တဲ့တွေဆိုရင်သူတို့ဒီဘာမှဖြုတ်ပေးစရာဘာမှထပ်ပေါင်းထည့်ပေးစရာမလိုဘဲနဲ့ဤအတိုင်းနာအတိုင်းထည့်ပြီးတော့သုံးမိလို့ရပါတယ်။နောက်တစ်ခုနောင်းဆိုရင်တော့နောင်းရဲ့အနောက်မှာနာလေးကိုကပ်ပေါင်းပြီးတော့ထည့်ပေးဖို့လိုပါတယ်။ဟဲ့ဒါဆိုလို့ရှိရင်သူတို့ရဲ့ဘာသာပြန်လေးတစ်ချက်ကြည့်ကြည့်အောင်။နော်ဝနော်ဝကိုဘာသာပြန်တဲ့အခါမှာဒါကဆိုပြီးတော့ဘာသာပြန်ပြီးလို့ရပါတယ်။နောက်ထပ်နံပါတ်2နော်က နော်ကားကိုဘာသာပြန်တဲ့အခါမှာဒါကဒါပေမဲ့သူ့ကိုတုံးတဲ့အခါမှာတော့သူဒီကိုယ့်ရဲ့စိတ်ခံစားချက်အရာကြိုက်နှစ်သက်တယ်လို့မကြိုက်ဘူးလို့နောက်ခုကျွမ်းကျင်မှုတွေကိုဖော်ပြတယ်တော်တယ်ညံ့တယ်အဲ့တခုကကိုယ့်ရဲ့ပင်ကိုစွမ်းရည်ပေါ့တခုခုကိုပြုတ်လို့တဲ့အခါမှာဆောင်ရွက်တဲ့အခါမှာအဲမြန်တာတို့နှီးတာတို့ကျွမ်းကျင်တာတို့ညံ့တာတို့စသဖြင့်အဲ့လိုပုံစံမျိုးတွေမှသာလေနော်ကလေးကိုအသုံးပြုပါတယ်နောက်ထပ်နံပါတ်3နံပါတ်3ကကြတော့နော်အုတ် ဘာသာပြန်တဲ့အခါမှာဖို့ကိုနောက်တစ်ခုဒါကိုဆိုပြီးတော့ဘာသာပြန်လို့ရပါတယ်သူကကြတော့သူနဲ့လိုက်တဲ့အဲသူ့နောက်မှာတခါတည်းတွဲသုံးတဲ့ပုံစံလေးတွေစာကြောင်းလေးတွေရှိပါတယ်ဥပမာသူတို့အဲတခုခုပြုတ်လို့ဖို့ကိုမိသွားတယ်လို့အတွဲလိုက်လာတယ်နောက်တစ်ခုတခုခုပြုတ်ဖြစ်သွားတာကိုဥပမာတာရခဆန်မိင်္ဂလာဆောင်သွားတာကိုတိလာတို့တိပီးပီလာတို့တာရခဆန်ဆေးရုံဆင်းသွားတာကိုဆေးရုံဆင်းပြီဆိုတာကိုတိလာတို့အဲ့လိုပုံစံမျိုးစာကြောင်းနေနဲ့သူဒီအတွဲလိုက်လာတတ်ပါတယ် ဟဲ、はい、့ဒーーリリါဆိုရ <noise> င်တို့စာကြောင်းလေးတွေတစ်ချက်ကြည့်ကြည့်ရအောင်ひとりでこの荷物を運ぶのは無理ですひとりでတယေでာက်တည်းこの荷物をဒီအထုပ်ပိုးတွေကို運ぶのは手さんやらが無理ですမဖြစ်နိုင်ဘူးခက်ခဲရေပေါ့နော်နောက်ထပ်တစ်ကြောင်朝早く散歩するのは気持ちがいいです。朝早くするのは散歩するのは乱暑やだが 気持ちがいいです。セヒャンサージャーガンスイデなるでじゃあ、ボランティアに参加するのは面白いです。ボランティアに、ね、参加するのはパウンセニューアラがセミザジアガンディ。やめの、ノワグバダビアネカマ、ダーが、ソビロバダビアネヤバリ。 နောက်ထပ်နံပါတ်နှစ်ကြည့်ရအောင်နံပါတ်နှစ်မှာတွေ့ရမယ့်ပတ်တန်တီသူသည်နော်ကားကိုသုံးပါတယ်နော်ကားဒီစမ်းစဲကုနာပြောလိုက်တဲ့အတိုင်းကိုယ့်ရဲ့စိတ်ခင်စားချက်အရကြိုက်တယ်မကြိုက်ဘူးနောက်ခုတော်ရာညံ့တာအဲနှေးတာညံ့တာအဲ့လိုစာကြောင်းမျိုးတွေမှာနော်ကားကိုသုံးပါတယ်ဆိုတော့ဖတ်ကြည့်ရအောင်ဝါတာရှိဝါကလာစစ်ကူအုံကားကူက sorry クラシック音楽を聴くのが好きです。私はクラシック音楽、ジャノディ ကလပ်စစ်ဂီတာကိုခီကုနောကနားထောင်ရတာကစကီဒစ်ကြိုက်တယ်။သူရဲ့ကြိုက်နေတမှုကိုဖော်ပြထားပါတယ်။နောက်တစ်ခု私は英語を書くのが下手です。バチを書くのがそれらが下手です。にゃに。私は食べるのが遅いです。ジェノディサーラが遅いです。にで、ジェノディサーサーラにで、それ防災ミューピョラバ。 ဟဲ့ဒါဆိုနောက်ထပ်နံပါတ်3ကြည့်ရအောင်နံပါတ်3မှာကနော်ဝို့လေးကိုတုံထားတယ်နော်ဝို့ဒီခုနတော့မှဆန်းနေပြောလိုက်တဲ့အတိုင်းသူ့ရဲ့အနောက်မှာအတွဲလိုက်လာတဲ့စာကြောင်းလေးတွေရှိပါတယ်နော်အိုဝါဆိုဒီမတ်တာဖို့ကိုမိသွားခဲ့တယ်အတွဲလိုက်လာတတ်ပါတယ်ဆိုတော့ကြည့်ကြည့်ရအောင်ဒန်ကီအိုကေဆနော်အိုဝါဆိုဒီမတ်တာညစ်စင်မီကိုကေဆနော်အိုပိတ်ဖို့ကိုဝါဆိုဒီမတ်တာမိသွားခဲ့တယ် 薬を飲むのを忘れました。水果飲むのを食べを忘れました。ミドアゲリ。さちゃん、山田さんに連絡するのを忘れました。山田さんはサトエフを忘れました。ミドアゲリ。今、ラムホベネ、レイリピアマの連絡。ラソナジャンのメンディジア。နံリマတ်၄မှာလေ no o ကိုတုံးထားတယ်။ no o ဒီမှာသူနဲ့ဘယ်လိုစာကြေ ဒါကိုကွက်လက်တာကိုတိထားလားကွက်လက်တာကိုတိပြီးပြီလားဆိုတဲ့ပုံစံမျိုးပါဆိုတော့စာကြောင်းလေးဖတ်ကြည့်ပါမယ်အစ္စတဒါနခဆန်ကတိုင်းအင်းစရုံောအိုစတေမတ်ကမနက်ဖြန်ဒါနခဆန်ကတိုင်းအင်းစရုံောအိုဆေးရုံစင်ဒါကိုဆေးရုံစင်မှာကိုစတေမတ်ကတိထားလားနောက်ထပ်တစ်ကြောင်း라이슈노킨요비와쥐기요가나이노오스테이마스카 လိုင်းရှုသောခင်ယောပြီးလာမယ့်အပတ်တောက်ကြနေမှာယုတ်ယောဂ၌အတန်းမရှိတာကိုစတိတ်မတ်စ်ကတည်ထားလာနောက်ဆုံးစာကြောင့်အေကီမရဲ့နီအိုကီနာဟိုတယ်ကဒေကီတာနိုစတိတ်မတ်စ်ကဘူဒါအရှိမအိုကီနာဟိုတယ်ဟိုတယ်အကြီးကြီးကဒေကီတာနိုဆော့လို့ပြီးစီးသွားတာကိုစတိတ်မတ်စ်ကတည်ထားလာရှာမယ်နော်ဒါဆိုရင်တို့နောက်ဆုံးနံပါတ်5လေးကြည့်ရအောင်နံပါတ်5မှာကနော်ဝလေးပြန်ပါလား တယ်။ nowa ကိုဘာသာပြန်တဲ့အခါမှာ da ကဆိုပြီးဘာသာပြန်လို့ရပါတယ်။ဆိုတော့ဖတ်ကြည့်ရအောင်။ချီချီကဥမာရေတာ nowa အဖေမွေးဖွားခဲ့တာက Hokkaido の小さな村です。Hokkaido へ小さな村転げで地域ありဖြစ်ပါတယ်။နောက်ထပ်တစ်ကြောင်း私が欲しいのはကျွန်တော်လိုချင်တာကイタリア製のクスです。イタリアနိုင်ငံထုတ် ခုဆိုသည်ဖက်နက်ဖြစ်ပါတယ်။ကျွန်တော်လိုချင်တာကအီတလီနိုင်ငံထုတ်ဖက်နက်ဖြစ်တယ်။နောက်ဆုံးစာကြောင်းအီချီမာတိုင်းဆေဆန်တော်ကအရေးကြီးဆုံးအရာကအရေးကြီးဆုံးအရာဆိုတာကခါစကူနောခံကိုです။မိသားစုရဲ့ကျမ်းမာရေးဖြစ်ပါတယ်။ဟဲ့ကြာတာဆိုရင်တို့တိုင်းဆန်ကျူဟာချီကမှာရှိတဲ့ပတ်တန်လေးတွေကိုရှင်းပြသွားပြီဖြစ်ပါတယ်။တိုင်းဆန်ကျူခေကမှာပြန်ပြီးတွေ့ပါမယ်။